မ္မနိုင်ငံမှာနေထိုင်ကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေဟာမိမိတို့ရဲ့နေစဉ်ဘဝမြတ်စွာဘုရားအဆုံးအမကိုလက်တွေ့ကြကြလိုက်နာပြီးစီးပွားရေးမှာလည်းအသုံးချရမှာဖြစ်တယ်လူမှုရေးမှာလည်းအသုံးချရမှာဖြစ်တယ်နောက်ဆုံးနေစဉ်ဘဝမှာလည်းပဲမြတ်ဘုရားရဲ့အဆုံးအမနဲ့နေနိုင်အောင်ကြိုးစားရတော့အဖြစ် ဘုရားရဲ့အဆုံးမနဲ့နေရင်ချင်းမြောင်းနဲ့ကြက်တဲနဲ့လို့လူတွေကထင်ကြတယ်။တကယ်ကတော့မဟုတ်ဘူး။မြတ်စွာဘုရားရဲ့အဆုံးမနဲ့နေထိုင်ခြင်းကြောင့်လူတွေမှာအနေအထိုင်ကြက်တာမျိုးမရှိဘူး။တချို့ကနာဘာသီလာကြည့်ပြီးသူများအသက်မတရားဘူး၊သူများဥစ္စာမခိုးရဘူး၊သူတို့ဝါသဘေးမပြတ်မရဘူး၊လိမ့်မပြောရဘူး၊တေးသေးရဲ့တောင်းစားရဥစ္စာကြည့်ပြီးတော့ ဒါတွေမလို့ရရင်လောကကြီးကပြင်းစရာကြီးလို့အောင်းမိတ်နေကြလိမ့်မယ်တကယ်စဉ်းစားကြည့်လိုက်မယ်ဆိုရင်ငါးပါးသီလလုံခြင်းမလုံခြင်းရဲ့အကျိုးအပြည့်ဟာအလုံးကိုကွာခြားဉာဏ်ဉာဏ်ရေးဆိုတာငါးပါးသီလလုံတဲ့ပုဂ္ဂိုလ်ရဲ့အတွင်းမှာရှိတဲ့အရာဖြစ်တယ်ဉာဏ်ဉာဏ်ရေးလူချင်းသလားဆိုရင်လူတိုင်းကတော့လူချင်းတယ်လို့ပြောကြမှာပဲเนาะ သူတို့လိုချင်တဲ့ဉာဏ်ဉာဏ်ရဲ့ဘာရောတကယ်အစ်စ်မဉာဏ်ဉာဏ်ရဲ့ဘာရောဆိုတာတည်တည်ချာချာစဉ်းစားဖို့လိုငါဘတိလလုံးမဲ့ဆိုလို့ရှိရင်ဉာဏ်ဉာဏ်နဲ့ဆိုတာဘလို့ထိဉာဏ်ချာလဲအိမ်မှာတကားတောင်တက်เสียမလို့အောင်လူလောကဟာအေးချမ်းသာရနေမှာ ဥပမာမဲ့ပါဏာတိပတ္တကလုံးနေမယ်ဆိုလို့ရှိရင်လူသမုတ်ကျွလွန်နေဆိုတဲ့ရာဇဝမှုမရှိတော့လုံးဝမရှိတော့နော်ဒုဒုဒုက္ခပေးတယ်ဆိုတာမရှိအရိဏန္တနာလုံးနေသဖြင့်ဘယ်အိမ်မှတောခတ်ဆရာမလို့တော့ဘာပစ္စည်းမှပျောက်တာမရှိဘလောက်ငြိမ်းချမ်းသွားမလဲနော်လူတိုင်းလူတိုင်းဟာအရိဏဒနာလုံအောင်ထိမ့်သိမ်းဆော့ဆော့မယ်ဆိုရင်ဘာပစ္စည်းမပြောက်ရအောင် ဈေးထဲမှာဆိုင်နေဒီတိုင်းဖွင့်ပြထားတယ်။အိမ်ဒီတိုင်းပြန်လာပါပစ္စည်းမပြောင်းအဲခုတော့မဟုတ်ဘူးတော့မှအထက်ထက်ခတ်ရတယ်ဆိုတာဒါလေးမလုံလို့ဖြစ်တာငြိမ်းချမ်းမှုအပြေဝမရှိဘူးပေါ့ကာမိတုမိစ္ဆာစာရလုံနေဆိုလို့ရှိရင်သူသားသမီးကိုသားသမီးခုံတိတ်ခါကြာဆင်းเสียစိတ်မချเสียပါတခုမှမရှိအလုံးဟာလူတိတ်ခါအပြေဝရှိကြမှာ မုဒ္ဒဝါဒလုံလို့ရှိရင်တူနဲ့တူဆွဆွဲပြောဆိုမှုလိညာမှုတွေမရှိသေးတဲ့ကြောင့်အကျိုးပြပြမှုဆိုတာမရှိကြဘူးတူတူအကျိုးပြပြအောင်လိညာပြောဆိုမှု သတင်းမှားပေးမှုမဟုတ်တဲ့ရင်တွေမှားရင်းတဲ့သတင်းတွေနဲ့ကောလာဟလတွေထုံလွှင့်မှုဆိုတာတွေမရှိတော့ဘူးဘုရားဆေးဝါလုံနေဆိုလို့ရှိရင် ငွေစေဝါကြောင့်ဖြစ်ပေါ်နေတဲ့ပြဿနာတွေဟာတခုမှရှိမှာမဟုတ်တော့ကျမရေးပြဿနာတွေရှိတယ်လူမှုရေးပြဿနာတွေရှိတယ်စေဝါရေးပြဿနာတွေရှိတယ်ငွေစေဝါမလုံလိုက်နာနဲ့တပြိုင်နဲ့လူသမှုဆိုတာလည်းဖြစ်လာနိုင်တယ်ခိုးမှုလူရဲမှုဆိုတာလည်းအလွယ်တကူဖြစ်လာတယ်ရိတ်ဆိုတဲ့ကာမေတုမိစ္ဆာစာရလည်းအလွယ်တကူဖြစ်လာတယ် လိန်လီမှုတွေဆိုတာလည်းအလွယ်ကူဖြစ်လာမွေးစေဝလုံလိုက်တာနဲ့အလုံးတုံယုံစိတ်ချသွားအဲ့တော့ဘလောက်ငြိမ်းချမ်းနဲ့တိုင်းပြည်ကြီးဖြစ်မလဲစဉ်းစားကြည့်လိုက်မယ်ဆိုရင်တကယ်လုံပြီဆိုရင်တကယ်ကိုလူဘဝဟာတန်ဖိုးရှိရှိနဲ့ငြိမ်းချမ်းသာယာစွာ ကိုလုပ်ငန်းလေးကိုလုပ်ပြီးတော့လူတွေဟာစိတ်နှလုံးအေးချမ်းစွာနေနိုင်ကြမှာဖြစ်တယ်ပေါ့အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမအပြည့်အဝတိုက်နာကြမယ်ဆိုလို့ရှိရင်အစစ်မှန်ဖြစ်တဲ့လူတွေမကြဘူးတဲ့ငြိမ်းချမ်းမှုမျိုးရကိုကငြိမ်းချမ်းနေဆိုတဲ့ငြိမ်းချမ်းမှုဟာတဏ္ဍာမကြရတာတို့လောက်ပဲရှိမှာเนาะတိုက်ခိုက်မရှိတာလောက်ပဲဖြစ်မဲ့တော့တော့ခတ်နေရအောင်ပါ အဲ့ဒီလောက်ထိအောင်ငြိမ်းချမ်းမှုဆိုတာရသော်ဘုရားရဲ့ဆုံးမတရားကိုလိုက်နာမယ်ဆိုလို့ရှိရင်တော့ငြိမ်းချမ်းမှုဟာပြေဝရမှာဖြစ်တယ်ပေါ့